2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာစစ်ကောင်စီကအာဏာသိမ်းပြီးနောက်နိုင်ငံတော်သမ္မတဦးမြင့်နိုင်ငံတော်တာဝန်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်အပါအဝင်ဒီမိုကရေစီလိုလားသူတွေကိုဖမ်းဆီးမှုတွေတောက်လျှောက်လွတ်ဆောင်ခဲ့ပါတယ်။နိုင်ငံအနှံ့မှာရှိတဲ့အကျဉ်းထောင်အသီးသီးမှာနိုင်ငံရေးအကျဉ်းသားမရှိတဲ့အကျဉ်းထောင်ဆိုတာမရှိသလောက်ပါပဲ။စစ်ကောင်စီကအကျဉ်းထောင်အသစ်တွေကိုထပ်မံတိစောက်နေခဲ့ရမှာပသိန်းအကျဉ်းထောင်လည်းပါဝင်ခဲ့ပါတယ်။ပသိန်းအကျဉ်းထောင်အသစ်ကိုဘယ်လိုတိစောက်နေလဲ။ စစ်ကောင်စီကဘလို့အတုံးချဖို့ရှိမလဲဆိုတာကိုသုံးသပ်ရေးသားထားတဲ့သောမရှင်ကုမျိုးနေရဲ့90ရာခိုင်နှုန်းကျော်တိဆောက်ပြီးနေပြီဖြစ်တဲ့ပသိန်းထောင်အစ်စ်ကနိုင်ငံရေးအကျဉ်းသားတွေကိုပို့ပြီးဖိနှိပ်ဖို့လားဆိုတဲ့ဆောင်းပါးကိုတင်ဆက်ပေးခြင်းပါတယ်။2023ခုနှစ်ကစပြီးပသိန်းမှာထောင်အစ်စ်တစ်ခုကိုစတင်တိဆောက်နေပြီးဂျိုရုမှတ်တမ်းဓာတ်ပုံတွေရလက်ရှိမှာ90ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ပါတယ်။ ီအချင်းတော်တွေဟာမြို့နယ်အလံဝေးတဲ့ရွှေမြင်းနေကြီးရွာအုပ်စုညောင်ဝိုင်းကြီးရွာနဲ့ဇမင်းကုန်းကြီးရွာအုပ်စုကញ្ញင်ဒီကုန်းကြီးရွာကြားမှာတိစောက်နေတာဖြစ်ပါတယ်။လက်ရှိအုံပြုနေတဲ့ထောင်ဟောင်းနဲ့ဆိုရင် ရှစ်မိုင်ကြီးပါဝေးပြီးအကျေဝန်းကတော့ ထောင်ဟောင်းစနေကကျော်ထက် အနည်းငယ်ပိုကြီးက15ရေကကျော်ရှိပါတယ်။အသေးတိစောက်နေတဲ့အချင်းထောင်ရဲ့ပတ်ဝန်းကျင်မှာစစ်တပ်တွေဝန်းရံထားတာကိုတွေ့ရပါတယ်။ထောင်ရဲ့တောင်ဘက်မှာတမ66လက်အောက်ခံ ခလာရ71အရှိတ်မှာစစ်မှုထမ်းတင်နန်းပေးနေတဲ့အမှတ်6စစ်အခြေခံလေ့ကျင့်ရေးတပ်စခတာ6မြောက်ဘက်အနီးဆုံးမှာမြောက်ပြည်ထက်ဆင်လွင့်စက်ရုံထက်ဆင်လွင့်ရုံကာကင်းစခန်းနဲ့အမှတ်9အလုံးရုံစစ်တရေးတပ်လက်ဆရာကိုလို့ရှိပါတယ်ဒီအချင်းတော်ဝင်ချင်းမီဟာတပ်ပိုင်ကြီးတွေဖြစ်ပြီးအနောက်တောင်တိုင်းစစ်ဌာနချုပ်နတ်တခါနဲ့တဆက်တဆက်တည်းတည်ရှိနေပါတယ် ကျဉ်းအောင်တိဆောက်ရတဲ့အခြေအနေကိုလေ့လာကြည့်တဲ့အခါမှာအခြေအနေနှစ်ခုကိုတွေ့ရပါတယ်ပထမချက်ကတော့ထောင်ဟောင်းတီနီယာဟာမြေစည်းကောင်းတဲ့အသိမျိုးရဲ့အချက်ချာကြတဲ့နေရာမှာရှိနေတဲ့အတွက်မြေရောင်းစားလူလာဖြစ်ပါတယ်ဥသိန်းအောင်တိုင်းဆိုးရလက်ထက်ကလေးကထောင်နေရာပြောင်းပြီးမြေရောင်းဖို့လုပ်ခဲ့ပေမဲ့အချင်းထောင်ပိုင်းလယ်မြေတွေကရောင်းချနိုင်ခဲ့ပါတယ်လက်ရှိမှာဆိုရင်တရားဝင်ထုတ်ပြန်ထားတဲ့ရာပြတ်ဈေးနှုန်းတွေအရအချင်းထောင်ပတ်ဝန်းကျင်ရှိမြေတွေဟာတစ္ဆရိယပြည်ကိုအနေဆုံး ကျက်နှစ်သောင်းခွက်ကနေလေးသောင်းထိရှိပါတယ်ဒုတိယချက်ကတော့ထောင်ဟောင်းဟာလူနေရက်ွက်တွေကြားမှာရှိတဲ့အတွက်ထောင်တွင်းကသတင်းတွေအပြင်ကိုရောက်ရှိဖို့လွယ်ကူနေတာကိုတားဆီးလို့တာဖြစ်ပါတယ်ဒါကြောင့်လူနေကြီးရော်တွေနဲ့ဝေးပြီးစစ်တပ်ဝင်ရထားတဲ့နေရာကိုပြောင်းရွှေ့ကသတင်းအမှောင်ချလို့တာဖြစ်ပါတယ်စစ်အနာသိမ်းပြီးနောက်ပိုင်းထောင်ဟောင်းနေရာကိုရောင်းချဖို့နဲ့အတူထောင်သစ်ဆောက်ပြီးပြောင်းရွှေ့ဖို့လွတ်ဆောင်နေတာနိုင်ငံရေးကျင်းသားတွေကိုပိုပြီးပြိနေလာနိုင်ပါတယ်ဆိုတဲ့စိုးရိမ်မှုတွေဖြစ်ပေါ်စေပါတယ် စစ်အာဏာသိမ်းပြီးနောက်ပသိမ်းထောင်မှာနိုင်ငံရေးအကျဉ်းသားတွေကိုဖိနှိပ်မှုတွေကြောင့်အထူးကြုံတွေဖြစ်ပွားခဲ့ပြီးနိုင်ငံရေးအကျဉ်းသားတအူတည်ဆုံခဲ့ရမှုပါတယ်။2023ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာတည်တံချမှတ်ခံထားရတဲ့ CDM ကျောင်းဆရာတအူရဲ့အခြေအနေနဲ့ပတ်သက်ပြီးနိုင်ချင်းရှိဦးကန့်ကွက်ရာကနေစပြီးနောက်နေ့မှာထောင်ဝန်ထမ်းတွေနဲ့အထူးကြုံဖြစ်ခဲ့တာပါ။ဒီအထူးကြုံအတွင်းထောင်အာဏာပိုင်တွေကလူသေးစေနိုင်တဲ့လက်နက်တွေနဲ့ပစ်ခတ်တာအတန်ပုံးခွဲတာအုပ်စုဖွဲ့ရဲနဲ့တာတွေလုပ်ခဲ့လို့ အသက်33နှစ်အရွယ်နိုင်ငံရေးအကြီးအကဲကိုရင်ဖြူတည်ဆုံးခဲ့ပြီး60ကျော်တန်ရာရခဲ့ပါတယ်ဒီဖြစ်စဉ်အတွင်းနဲ့ဖြစ်စဉ်အပြီးမှာလည်းနိုင်ငံရေးအကြီးအကဲတွေကိုရိုက်နှက်ညှဉ်းပန်းမှုတွေရှိခဲ့ပြီးအနည်းပတ်ဝန်းကျင်ဒေသတွေကပါကြားခဲ့ရပါတယ်ဒီဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်းမှာပဲပသိမ်အချင်းထောင်အစ်စ်ကိုအလင်းမြန်ဆောက်လုပ်လာတာကိုဂျိုဒုမတန်ဓာတ်ပုံတွေရတွေ့ရပါတယ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းအချင်းထောင်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေစုစုပေါင်းပေါင်းဖြစ်လာနေပါတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPN ရဲ့ထုတ်ပြန်ချက်အရ EU တိုင်းမှာစီးရီးတင်းမာလာတဲ့အမျှပသိန်းထောင်မှာစစ်စီးရီးတွေတင်းကျပ်ထားတယ်လို့သိရပါတယ်။ဘတ်ဂျက်ညွန်နေလို့ဆိုတဲ့အကြောင်းပြချက်နဲ့အစားအသောက်တွေလျှော့ကြည့်ပြီးဂရီးရဲ့ထမင်းတွေဟာနေအပူဒဏ်ကြောင့်ရန်ရံရံကတိုးနေတာကြက်သားနဲ့ကြက်ဥမကြွေးပဲမဒန်ကိုတပတ်လေးရဲ့ညနေပိုင်းကြည့်ပြီးမတန့်ရှင်းတဲ့အတွက်စားမရအောင်နမ်းနေတာကိုတွေ့ရတယ်လို့ PPN ကထုတ်ပြန်ထားပါတယ်။ 2020ဇန်နဝါရီကနေ2025ဧပြီလထိကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်ခြင်းကြောင့်နိုင်ငံရေးအကျဉ်းသား52ဦးထဲမှနေတည်ဆုံးခဲ့ရပြီးဒီထဲမှာပသိန်းထောင်ကနိုင်ငံတွေလည်းပါဝင်ပါတယ်။ဒါအပြင်အာနာသိမ်းပြီးနောက်ပသိန်းအကျဉ်းထောင်အပါအဝင်အကျဉ်းထောင်ခုနှစ်ခုမှာထောင်တွင်းစန္ဒပြမှု9ကြိမ်ဖြစ်ခဲ့ပြီးရဲရဲစက်စက်ချုပ်ကင်းခံရလို့အကျဉ်းသား55ဦးတည်ဆုံးခဲ့ရတယ်လို့ PPNN ရဲ့စည်ရင်းတွေအရသိရပါတယ်။အသက်ဆောက်လုပ်နေတဲ့ပသိန်းအကျဉ်းထောင်တွေဟာ လူနေထိုင်ရာကြီးရွာတွေနဲ့ဝေးကွာပြီးစစ်တပ်တွေပတ်လည်ဝိုင်းထားတဲ့နေရာမှာတရှိတဲ့အတွက်အချင်းသားတွေကိုအဲ့ဒီနေရာကိုပြောင်းရွှေ့လိုက်ပါကထောင်တွင်းအခြေအနေကိုစုံစမ်းလေ့လာဖို့ခက်ခဲသွားနိုင်ပါတယ်။အနီးနားမှာစစ်တပ်ရှိနေတာကလည်းအချင်းနောက်အပေါ်စစ်တပ်ရဲ့လွှမ်းမိုးမှုတွေရှိလာနိုင်ပါတယ်။နိုင်ငံရေးအချင်းသားတွေကိုဖိနှိပ်မှုတွေများလာနေချိန်မှာမြို့နယ်အလံဝေးပြီးစစ်တပ်နယ်မြေအတွင်းအချင်းထောင်ဖြစ်ဆောက်လုပ်ပြီးကြောင်းရွှေ့ဖို့လုပ်တာဟာပဋိပင်ထောင်ကနိုင်ငံရေးအချင်းသားတွေအတွက်ပိုပြီးစိုးရိမ်စရာအခြေအနေကိုဖြစ်ပေါ်စေပါတယ်။ တော်လိုင်းအင်အားစုတွေတိတ်ပိုက်ပြီးတဲ့မြို့တွေမှာအချင်းထောင်တွေကိုဖွင့်ပြီးနိုင်ငံရေးအကျဉ်းစားတွေကိုကယ်ထုတ်ခဲ့တဲ့ဖြစ်စဉ်တွေများစွာရှိပါတယ်။နေရာနဲ့တော်လိုင်းရေးထိုးစစ်တွေမြင့်တက်လာချိန်မှာစစ်ကောင်စီကအရေးကြီးနိုင်ငံရေးအကျဉ်းစားတွေကိုသူတို့နဲ့လက်လန်းဝေးရာဒေသတွေမှာဖမ်းဆီးချုပ်နှောင်ထားတာထက်သူတို့များစွာစိုးမိုးထားနိုင်တဲ့ပသိမ်းအချင်းထောင်အစ်ကိုရွေးချယ်လာနိုင်ပါတယ်။ဒါ့အပြင်မက်လ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့အင်အားပြင်းငလင်ကြောင့် နေပြည်တော်ကောင်စီနေမြေမှာရှိတဲ့စစ်ကောင်စီရဲ့အဆောက်အဦများစွာထိခိုက်ပျက်စီးခဲ့ပါတယ်။ဒီအချိန်မှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ကိုဖမ်းဆီးထားတဲ့နေပြည်တော်အချင်းထောင်ရဲ့ထိခိုက်ပျက်စီးမှုတွေကိုစစ်ကောင်စီကတရားဝင်ထုတ်ပြန်လာတာမရှိသေးပါဘူး။လက်ရှိပြီးဆောင်နေတဲ့ပသိမ်အချင်းထောင်ဟာစစ်တပ်ရဲ့နေနမိတ်ထဲမှာရောက်ရှိနေတာမို့စစ်ကောင်စီကပသိမ်အချင်းထောင်အစ်စ်ကိုတိဆောက်နေတာဟာကောင်းသောရည်ရွယ်ချက်ရှိမဲဆိုတာမဖြစ်နိုင်ပါဘူး။